အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစို့ဒီညကနေဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗောနော်အဲ့တော့ဒီနေ့တော့ရကျွန်တော်အများကြီးဒီများတင်ကြောင်းနေပါတယ်မပြောတော့ဒီနေ့တော့ဒါကျွန်တော်ဒီနေ့မနက်မှာတော်တော်လေးကိုဘူွားတဲ့အကြောင်းဗောနော်တော်လေးကိုလည်းစိတ်ပြည့်မိတဲ့အကြောင်းပေါ့နော်ဒါကခုနကဘူးမတော်တော်မကိုအတင်းနဲ့ကိုအတင်းနဲ့ပတ်သက်ပြီးကိုအတင်းကြောင့်ကိုပြောမယ်ဥစားပေါ့နော်ကိုအတင်းကြောင့်နဲ့ကိုပတ်သက်ပြီးပြောမယ်အရာဆိုရတဲ့ကြောင့်မဒါကျွန်တော်တော့ အဓိကကဒါကျွန်တော်အနေနဲ့ဆိုတော့ဒါဒေါသအထွတ်ဆိုအရာတစ်ခုပြောပါဆိုရင်အဲ့ဒါပါလဲဆိုတော့ဒီပြအတော်ကိုအလွန်ကြောက်နေတာမေဘီပေါ့နော်ဥနာဘလို့ကျွန်တော်ဒီညမှာကျွန်တော်တို့တော့မကျွန်တော်တော့မဖရန်ကိုဒါကျွန်တော်ကိုယ်ဝင်လူချင်းခဲ့တာပါဒါခုနကဘသူများဆိုဒါကျွန်တော်ဥနာဘဟာဒီဒီပြမကောင်းတော့ကျွန်တော်ပြောတာဘူးလက်ရှိမှာဒီပြကိုလည်းထုတ်ခိုင်းနေဆိုတဲ့ပုံစံမျိုးဘူးရှိတယ်ကျွန်တော်ပြောမှာမဟုတ်ဘူးလက်ရှိမှာဒါပေမဲ့အတင်းကြီးရောက်သွားတဲ့ချိန်မှာစပောက်ကျွန်တော်ကိုကျွန်တော်ခုနကခမားအတင်းအတင်းကြီးလို့ကျွန်တော်ညင်ပြောခုနကကိုယ်ခုနကအတင်းအေးပေါ့အတင်းမကြီးတကြီးရောက်သွားတဲ့အချိန်မှာ ။ Bravo ကသူ့နဲ့နောက်ဆင်တက်တယ်။အမှန်တော့ Bravo မှာ Thomas Frank ကတော်တော်လေးကို fearless ဖြစ်တယ်။ဘာကျွန်တော်ကိုယ်တိုင်လည်းကြည့်ခမောက်ကိုယ်တိုင်လည်းကြည့်ဘူးတာကိုအမြဲတမ်း fearless ဖြစ်နေတာကျွန်တော်တို့ဘဲတွေ။ fearless ဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကိုယ်တိုင်ဒါ spark ကိုယ်တိုင်လည်းခံခဲ့ရတယ်ပေါ့နော်။အဲ့တော့ဒါကျွန်တော်တို့လက်ရှိဒီနေ့မနက်အစောပိုင်းမှာကျွန်တော်မူနာကိုနဲ့ပွဲစဉ်မှာကျွန်တော်တော်တော်လေးတို့ရထွားတယ်။ထွက်လာလူစင်းကပြောရမယ်ဆိုဗျအဝေးကမှမရှုံးဝင်ရပြီတေးတမတ်လောက်လည်းရတယ်အခုလက်ရှိမှာစပါတာကျွန်တော်တူတယ်လေးမှတ်ရပြီးသားအဲ့တော့၅မှတ်ရတယ်ဗျအခုလက်ရှိမှာ at least တော့ qualifying round မှာရှိသေးတယ်ဆိုတော့အကောက်ကိုသူနင်းတယ် ်အမှန်တော့ကျွန်တော်လည်းဒါပွဲတိုင်းကိုမနိုင်ချင်ပါဘူးခုနကလူစင်းကကျွန်တော်လည်းပွဲတိုင်းကိုနိုင်လို့ရတဲ့လူစင်းလည်းမရှိနေဘူးဒါပေမဲ့ at least ပြားသေးလားကျွန်တော်က edge poster core group နဲ့ဒါကျွန်တော်တို့ရှင်းတာမဟုတ်ပဲကျွန်တော်တို့ဒါ fighting spirit တခုလိုချင်တယ်ဒါအားနဲ့ defensive ကြီးဒါထိုင်ပြီးဆိုတော့ဒါမနေ့က defensive ကောင်းတာလည်းမဟုတ်ပါဘူး။ခုနက defensive လက်ရှိ spa team နောက်ဆုံးပြိုင်ပွဲဆို9ပွဲမှာကျွန်တော်4ပွဲတိတိ15ခုနဲ့ဆို15 shot on target ကျွန်တော်ပေးထားတယ်။ဘလောက်တိဆိုရမှစဉ်းစားကြည့်။အဲ့တော့အဲ့ဒီညမှာဒါခုနကခန်းစစ်ကောင်းတာနဲ့ဒါဂိုးသမားကောင်းတာကျွန်တော်လက်ရှိမှာပွဲတိုင်းရှုံးနေတာဖြစ်တယ်။ ။ဥပမာကျွန်တော်လီယူနိုက်တက်ပွဲစမှာကျွန်တော်ကောင်းခဲ့တာမှန်ပဲမယ်။တကယ်တမ်းဒါရလပိုင်း2-1ပဲရှိသေးတယ်။အဲ့ဒါတည်း။အဲ့တော့ဒီပြအနေနဲ့အဓိကသူပါလို့ပေါ့ကျွန်တော်ဟိုတစ်ခါကပြောခဲ့တယ်သူအနေနဲ့ he have to be brave သူအနေနဲ့သူတော်တော်လေးကို brave ကျွန်တော်တို့က brave လို့ဒီပြလို့ခြင်းတဲ့ကြောင့်ဟိုအခုလက်ရှိမှာဒါ technical တွေကိုစပါးရဲ့ technical site တွေကိုတိုင်လဲတာအဓိကဆွေးနွေးနေတယ်လို့ပဲအဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့က brave ရဲ့ဒီပြကိုလူခြင်းလို့ brave ကဒီပြကိုစာချုပ်ဖြတ်သိမ်းကြည့်ပေးပြီးခေါ်ထားတာအဲ့ဒါကိုဒါကျွန်တော်တို့ကဒီဟိုတာပေါ့လေကြောက်တဲ့ဒီပြရောက်လာရင်တော့ဘာတူးမှလည်းဘာမှမထူးဘူးလေကျွန်တော်ပြောတာသိလား ကျွန်တော် risk ယူရမယ်ဥစားရုံးနာမှာ okay ခုနကသူ့နဲ့ defensive ပဲရအဲ့ဒါ cancel ပိုင်းကတောင့်တင်းအောင်လုပ်ရမှာတော့ cancel ပိုင်းကိုတောင့်တင်းအောင်လုပ်ဖို့တော့သူစူးစမ်းနေတယ် okay 100%ကျွန်တော်ဒီညမှာလက်ခံတယ်အင်မတန်မှသဘောကျတယ်အမှန်နဲ့ဒါပေမဲ့ cancel ပိုင်းကောင်းနေလို့ defense တိုက်စစ်ပိုင်းညံ့သွားလို့မရဘူး vice versa သွားတယ်တစ်ခါကတော့ကျွန်တော်တက်ရှိမှာ tactical တယောက်ပြောထားလို့ပဲ guardiola ပြောလို့ not just improve defense go out on attack too ခုနကပြောသူပဲဒါခန်းစစ်ကြီးပဲခမโอเคခမခန်းစစ်ကောင်းတယ်ဗျာနောက်ဆုံးခမဘာလုပ်ရဘာရဘာလုပ်ရခန်းစစ်ဘလောက်ကောင်းကောင်းတတ်မှတ်ပဲရမဟုတ်တော့မှမူနာကူနဲ့ပြောခမခန်းစစ်ကောင်းတယ်ထားဂူသမားကောင်းတယ်ထားအဲပြပြအောင်မယ်နော်မနေ့ကတည်းကကျွန်တော်ဒါ super score ရဲ့တမိုင်းတစ်လျှောက်မှာဒါကျွန်တော်အီတလီကစားသမားပထမဆုံးတယောက်အနေနဲ့ဒါ Vicario ကဒါကျွန်တော်တို့ရှစ်ချိန်တတီကာကွယ်ပြီးဒါကျွန်တော်တို့တိုးတဲ့ဒါကျွန်တော်အမှတ်10မှတ်ပြရခဲ့တဲ့ဂူသမားဖြစ်လာခဲ့တယ်အဲ့တော့ကျွန်တော်ရူမဲရိုမရှိဘူးပြဿနာကျွန်တော်မှဒါကျွန်တော်လက်ရှိစားပြီး summons ဝယ်ထားခဲ့တယ် ျွန်တော်ဒီညမှာ Savvy Sumo ကျွန်တော်အပြစ်မတင်ဟင်ကျွန်တော် Florian Risk လို့ပဲကျွန်တော်မြင်နေတယ် Savvy Sumo Creative Outlet ပေးဖို့တော့ဘာခွင့်မှမရှိဘူးကျွန်တော်ဒါရှေ့ဘွဲမှာကျွန်တော်ရှုံးသွားတဲ့ Aston Villa ရဲ့ဘွဲမှာ Savvy Sumo Total ခုနှစ်ခါတိတိဘောလုံးတောင်းတယ် Savvy Sumo အဲ့ခုနှစ်ခါမှာဘောလုံးဘယ်နှခါရလဲသိလားတစ်ခါပဲရတယ်ဘယ်ချင်းရရည်လားနောက်ပြန်ပြီးတဲ့ချင်း Savvy Sumo နောက်မှာရှိနေတဲ့ချင်း Totals ကလည်းမသိနောက်ပြန်ပြီးတဲ့ချင်းမှာ Savvy Sumo တစ်ခေါက်ပဲရတယ်အဲ့တော့ပြောကျင်တဲ့အတိတ်ပဲဗျာသိလားနီးပြက ဒီ tactic ကဥမာလက်ရှိမှာတက်ဒီ area in game မှာမဖြစ်တော့နောက်တန်း9ယောက်ဖြစ်ပြီးတော့ကျွန်တော်တို့ရှေ့တန်း4ယောက်ဖြစ်ပြီးတကယ်မှာ pivot တဲ့မှာဘယ်သူပဲကျန်လဲဆိုဇာဗီစမွန်းတကောင်ပဲကျန်တယ်ပြောချင်တာဗျာကျွန်တော်အနေနဲ့ခုနကပြောသေးတယ်အတင်းကြီးနဲ့တွေ့လို့ဒါပါလီညာတို့ဘန်ဒန်ဂါတို့ဒါအလေးထိုင်အထုကိုယ့်တကူသုံးတယ်ကျွန်တော်ထားလက်ကန့်သေးတယ် risk မယူရောပြီးတော့ဒါကျွန်တော်တို့သူ့ရဲ့လက်ထက်မှာအကောင်းဆုံးကစားသမားဖြစ်တဲ့ pep base ဆောင်လုံးဝသူကောက်ချပလိုက်တယ်မနေ့ကဆိုဗျာကျွန်တော်အသေးနဲ့ခုနကပြောလို့ကျွန်တော်ပြောတာရှင်းရှင်းလင်းလင်း ်စာပြီးစမို့ကျွန်တော်ဒါကျွန်တော်တိုတယ်တန်း60နဲ့65သန်းယူရိုပေါင်65သန်းနေနေပေးပြီးဝယ်ထားခဲ့တဲ့ကစားသမားတယောက်ဟုတ်တယ်ဟုတ်အဲ့ဒီ65သန်းနဲ့ကစားသမားတယောက်ကိုကျွန်တော်အနေနဲ့ခုလက်ရှိချန်ပီယံလိ3ပွဲရှိပြီ3ပွဲလုံးမှာဒါပွဲဆဆကြီးမှာဘယ်တော့မှမသုံးခဲ့ဘူးအရန်နေနဲ့ပဲသုံးခဲ့တာစာပြီးစမို့နံပါတ်10ရူမှာဘလောက်တိ Florence ဖြစ်နေလဲဆို Brighton နဲ့ပွဲစဉ်တွေ့ရ Lee နဲ့ပွဲစဉ်မှာတွေ့ရတယ် အစွန်ဗီလာနဲ့ပွဲစဉ်မှာဘာလို့မဖြစ်လဲသူ့ရဲ့ tactical flow တွေအများကြီးတော့အဲ့တော့ Thomas Frank အနေနဲ့လက်ရှိမှာကျွန်တော်တို့ Brandford မှာတီးခဲ့တဲ့ Thomas Frank နဲ့အခုလက်ရှိ Thomas Frank နဲ့တော်တော်လေးကိုတဖြည်းဖြည်းကွာချလာတပွဲနဲ့တပွဲမှာသူ့အနေနဲ့ရှုံးတော့တဖြည်းဖြည်းပူပူပြီးကြောက်လာတယ် maybe ပိုင်ရှင်အစ်တဲ့ပဲမူတည်လို့လားဘာဖြစ်လို့လားတော့ကျွန်တော်အနေနဲ့မသိပေမဲ့ကျွန်တော်အနေနဲ့ personality ကကျွန်တော်ရဲ့တဦးတယောက်တည်းအမြင်ကပြောရမယ်ဆိုတော့အရင်တော့က Thomas Frank ကိုကျွန်တော် Thomas Frank Brandford မှာကြည့်ဘာလို့လဲတီးလားတကယ်ဘာလို့လဲတီးလားခုနကခင်ဗျားလည်းတီးပါတယ် အသင်းတသင်းကိုခင်ဗျာ fearless fearless cancel ဆို cancel အခုကကျွန်တော်တို့ကအသင်းတိုင်းကို cancel ဆိုရတယ်ဗီလာဝဲသူ့နေနဲ့သူ့နေဒါ Aston Villa ဆောင်းအကောင့်တသင်းမို့သူ cancel ဆိုရတယ်မိုနာကိုလည်းမိုနာကိုမို့လို့ဆောင်းအကောင့်ကို cancel ဆိုရတယ်ကျွန်တော်အနေနဲ့ခုနကပြောကျွန်တော်ဘယ်အသင်းနဲ့ကျွန်တော်တွေ့မှာပဲကျွန်တော်ဒါတိုက်စစ်ဆောင်းပါလေ maybe ကျွန်တော်ခုနကလက်ရှိမှာလီလူမို့အသင်းနဲ့တွေ့မှာလားဆနာလည်းဆနာလည်းလို့အသင်းမို့နဲ့ကျွန်တော်တွေ့မှာလားကျွန်တော်ဒါဘန်လေးလို့အသင်းမို့နဲ့တွေ့မှာကျွန်တော်ဒါတိုက်စစ်ဆောင်းပါလားအဲ့ပေါ်ကတန်းစင်းစုံကအောက်က9သင်းလာလွင်အပေါ်က15သင်းတွေ့ကျွန်တော်ဖင်ပိတ်ဆော့တော့မှာလား โอเคအတင်းကြည့်မယ်လက်ရှိမှာဆောင်းဝမ်းကောင်းနေတာကျွန်တော်တို့လက်ရှိမှာအာဆင်ဦးသွေးမျိုးတွေကျွန်တော်ခံဆော့ရယ်โอเคနားလေလို့ရတယ်เนาะကယ်ရှိမှာဒါတိုက်စစ်ပိုင်းပြန်မြူးနေဟာလန်တို့ကိုထိမ်းဖို့တဲ့စီတီတုံးကတော့ကျွန်တော်ခံစစ်ပိုင်းဆော့ခဲ့တယ်ပရက်စင်နဲ့ကျွန်တော်နိုင်ခဲ့တယ်စီတီတုံးကပရက်စင်ကိုအဲ့ဒါနောက်ဆုံးတွေ့ရခြင်းပဲကျွန်တော်တခါအမြင်အဲ့တော့ကျွန်တော်အရန်ကြိုက်တာဗျပြောချင်တာသိလားအရန်ညော်နေပေါ့တော့ပရိုက်တုံးကဒါကျွန်တော်မမေရဖူးဘက်မှာဒါကျွန်တော်တို့ဒါပိုရိုနဲ့ကူဒက်စ်တို့ကူဒက်စ်ကပရက်စင်လုပ်တယ်ပြန်ရောက်လာပေါ့ကူဒက်စ်ကိုလည်းနောက်ကိုပြန်လာသူပြန်ဘက်ပရက်စင်ပြန်လုပ်လို့တယ်ပရက်မက်တစ်ဘူးဟာဆောင်းဝမ်းမိုက်တယ်အဲ့တော့ ဘာဖြစ်သွားလဲကျွန်တော်လည်းမသိဘူး maybe your sporting director နှစ်ယောက်ရောက်လာပဲဒီပေါ်မှာအများကြီးဖြစ်လာအဲ့တော့အမှန်တကယ်ပြောမှဒါကလုံးနဲ့ပြောမှဒီပြောင်ကျွန်တော်ခုလက်ရှိမှာထွက်တယ်မထွက်ဘူးကျွန်တော်ဘာပြောမှမဟုတ်ဘူးဘာထွက်လည်းမထွက်သင့်သေးဘူးဘာလို့လဲဒီပြပြအချိန်ဦးပြောင်းနေဖြစ်မှခုဒါပေမဲ့ခုနကပြောဆို Thomas Frank ကလက်ရှိမှာတရေပေါ်တော့တအားကြောင်လာတယ်ရှင်းရှင်းလေးတိုက်စစ်ပိုင်းမှာလည်းဘာမှမရှိဘူးမလို့အပ်တဲ့အတားကျွန်တော် back pass တွေအရန်သုံးတယ် ဆက်ရှိကန်စီးတဲ့မှာဒါကျွန်တော်တို့လက်ရှိလုံးဝကိုအခွင့်အရေးယူရမယ့်အချိန်မှာပြောမယ်ဥပမာအစ်စံပြောအောင်အက်စတွန်ဗီလာနဲ့ပွဲစဉ်မှာမော်ဂန်ရော့ဂျစ်ဘလူကန်သွားတယ်တွေ့လားဘွန်ဒီယာဘလူကန်သွားတယ်တည်လားကျွန်တော်တော်တန်ဟော့စပါဒါအက်စတွန်ဗီလာနဲ့ပွဲစဉ်မှာ outside of the box မှာဘယ်တိချင်းကန်နေတဲ့နည်းလေးချင်းမပြည့်ဘူးအေးလေးချင်းမပြည့်ချင်းမှာပက်ဒရိုကူရီယောကျွန်တော်အားလုံးပေါင်းလေးချင်းမှာ၃ချင်းကဂိုးလုံးမှာနှစ်ချင်း save ကြတယ်တစ်ချင်းကျွန်တော်နည်းနည်းလွှဲတယ်နောက်တစ်ချင်းကကျွန်တော်ဒါခုနဘန်ကီးသွားတယ် risk ကိုလုံးဝမယူတော့ဘူးကျွန်တော်တင်ကလုံးဝတော့ကျွန်တော်ပြောဆိုကျွန်တော်ဒါဟို risk ယူရမယ့်အရာလုံးဝမယူဘူးအဲ့တော့ပြောချင်တာဘာကုနာပြောဆို okay cancel ပိုင်းတော့ဒါခါရဘာဖြစ်လဲ shadow cd ဖြစ်သွားအောင်ဂျာရကိုနေတဲ့က cancel ပိုင်းပြောပြီးတော့အဆိုးဆုံးပိုင်းဆိုကိုဒီမှာ attack ကင်တိုက်စစ်ပိုင်း attack ကင် outlet ကမရှိတော့ဘာကြီး emb ခိုးရလဲဆိုတော့တောင်းကံ body မိခိုးရတယ်ဘာမှမဆိုင်တဲ့လက်ပြ body မိခိုးရတယ်ခင်ဗျစဉ်းစားကြည့်ပြကျွန်တော်ပြောဝယ်ထားတာဗျလက်ရှိမှာအရင်တော့ငါတို့တင်ကလူမွေဆိုတဲ့ဘူးရှစ်လည်းပြောလို့မရအောင်ကျွန်တော်ဒါခူးတက်ကို90ပြီးပြီးဝယ်ထားတယ် เนาะစာပြီးစမို60ပြီးပြီးဝယ်ထားတယ်ဒီလက်ရှိမှာဒါအဲ့ဒီကစားသမားတွေကိုမှုခိုးပြီးမစော့ပဲအဲ့ဒါကိုကျွန်တော်အဓိကအားမပြုဘဲနဲ့အိုဂျီဥမာဖြစ်တဲ့ပါလင်ညာကိုတည်ဆော့နေဘန်ဒန်ကောက်တည်ဆော့တယ်ကျွန်တော်ဘန်ဒန်ကပါလင်ညာကိုတည်ဆော့အောင်ဒီကောင်ကဘလောက်ထိကျွန်တော်တိုက်ဆက်မလိုက်ပါပါလင်ညာကဂိုးတွေတွင်းနေဆိုတာအမှန်ပဲသူ့နဲ့သူ့ဟာရီဘောင်းတွေမှာတွင်းနေသူ့ရဲ့ဒါအဝိတ်ကိတ်ချက်ချက်ကန်ချက်တွေကတွင်းဘာမှရှိတာမဟုတ်အဲ့တော့စပါးသိနေအခုလက်ရှိမှာအကြောက်လုံတဲ့ယောဂါကြောင့်မတိုက်ဆက်ပန်းကလုံးဝသေနေပြီလာမယ့်အပတ်မှာဒါကျွန်တော် Everton ရဲ့အင်ကွန်းမှာကဲရမယ် David Moyes အသင်းတအားကောင်းတဲ့အသင်း greenish ပြန်ပါမယ် green ကိုပူတော့ဆိုတဲ့ဒါကျွန်တော် is messy တဲ့ပုံမှာဒီကောင်အပြည့်နာထားတာစပါးတဲ့ပုံမှာဒီကောင်အပြည့်ချိတ်ပြလိမ့်မယ်မကျွန်တော်တို့ greenish မှာဝေကွင်းဆွမ်းရည်တော့ဒါအားကောင်းနေဗျာ100%လက်ခံဒီအတင်းကတကယ်မိုက်နေတယ် that what အင်ဝင်းကြဆိုပြကျွန်တော်အင်ဝင်းမှာကမ်းမှာတော့ဖျားကိုအမကတော့ရှိအဲ့တော့လက်ရှိရကွနလက်ရှိမှာစပါတင်ဒန်ရလို့ချင်းအရင်တော့ edge boss ကကိုကလူက highlight ဆိုလို့ဒန်ရရဆိုကျွန်တော်ကြီးကျယ်ပြောတယ်အခုကြတော့ comment friend ဘယ်လိုဆိုတော့ဒီလောက်ဒီ conservative ဆော့လဲဒါလူတိုးတာပဲ အခုချိန်ထိဒါကျွန်တော်တစ်သိန်းလုံးလေးအခုလက်ရှိမှာ pension invest လုပ်မှာအခုချိန်မှာကျွန်တော်အဓိက investor ဘာလဲ sales department ပဲအခုချိန်ဒီ invest space department မလုပ်ဘူးဘာမှမလုပ်ဒီတိုင်းပဲအားနေဂျိုးနေတယ်ဒီပြပြောင်းတာလေ၄00လောက်ရှိပြီဒီတိုင်းပဲဂျိုးနေတာပဲအခုဆိုကျွန်တော်ပြအခုလက်ရှိမှာ premier league မှာလူမျိုးဂျိုးရတဲ့ကျွန်တော်၁၁ယောက်ရှိတယ်အဲ့၁၁ယောက်လုံးတစ်သိန်းထားပြီး follow ရတယ်အဲ့တော့โอ้ตลอดเลี้ยงสิ้นเป็ดผู้တော့ก้องเลยเปียมันไหนบอกจนเราคุณน่ะบอกเปียดีเต็งของเราคุณน่ะบอกอ๋อหลุเหมี่ยวเน่เนี่ยเปียด้วยน่ะป้ายชินแล้วป้ายชินบักก็ตาวินจีซอนแล้วกูเลยชื่อมาลุบไปนี่ล่ะเปีย ဆောင်းအဒီမာဘာတွေဖြစ်မှမသိမှအဒီတန်းရဆိုတော့ Thomas Frank နဲ့ကြာကြာမခံဘူးကျွန်တော်တော့မဖြစ်တော့အရင်ကျအခုလက်ရှိမှာထွက်လမ်းမထွက်စေချင်ဘူးဒါပေမဲ့အဲ့လိုမျိုးကြောက်ကြောက်နဲ့တရေဘောကြောင်နေသူထွက်ရမှာခင်ဗျာဖျားသူထွက်ရမှာအခုလက်ရှိပိုင်ရှင်တက်နေတာအခုလက်ရှိမှာကွင်းတွင်းမှာအောင်မြင်မှုလူလာတဲ့ပိုင်ရှင်တွေဆိုရင်တော့တွားပြရတာဆိုမလွယ်ဘူးအဲ့တော့ပဲကျွန်တော်တို့လောက်ပဲပြောဘောလုံးပွဲကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3 point ဆိုတော့ねဒီ voice တို့မှာကျင်းသူစပောင်းအကူညီလို့ရပါတယ်အမှန်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်များများကလစ်မှာအမြဲတမ်းဖြစ်ပါတယ်အားလုံးမကြည့်ဒီမှာねကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပီးနေပဲကျွန်တော်တို့နောက်မှတွေ့ကြရပါဗောဒီဘောဗျာ